Hello everyone, I am teacher Tintalia. Today, I will teach you grade 9 English Unit 11, Lesson 1, A Small Antique Bronze Statue. <music> Learning Outcomes After this lesson you will get to know ဒီသင်ခန်းစာလေးကိုသင်ပြီးပြီဆိုရင်တော့တာလို့သမီးတို့ကဗာလေးတွေရသွားမလဲဆိုရင်တော့ပထမဆုံးတစ်ချက်က describe things using adjective ရာဝတ္ထုပစ္စည်းတွေကို adjective လေးတွေသုံးပြီးတော့ဖော်ပြတတ်လာမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ talk about the cultural heritage site เนาะ talk about ပြောပြတတ်လာမှာဖြစ်ပါတယ် cultural heritage ဆိုတော့ heritage site ဆိုတော့ယဉ်ကျေးမှုနဲ့တမိုင်းဝင်ယဉ်ကျေးမှုတွေနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေအကြောင်းကိုတမိုင်းဝင်ယဉ်ကျေးမှုအမှုနှစ်တွေအကြောင်းကိုပြောပြတတ်လာမှာပဲဖြစ်ပါတယ်เนาะ အဲ့တော့ lesson 1ကိုကျွန်တော်တို့တူကြည့်အောင်เนาะ a small antique bronze statue a small ဆိုတော့တိတိလေးပေါ့เนาะ antique သမိုင်းဝင်ရှေးဟောင်း bronze statue ဆိုတော့ကြီးနီရုပ်ကလေးပေါ့เนาะအဲ့တော့ရှေးဟောင်းကြီးနီရုပ်ရုပ်လေးတွေပေါ့เนาะကြီးနီရုပ်တိတိလေးတွေအကြောင်းကိုဒီမှာသင်ရမှာဖြစ်ပါတယ်เนาะ describing things using adjective ဒီမှာဆိုရင်တော့ဒီခြေရူကိုသူကဒီပစ္စည်းလေးအကြောင်းကိုပြောပြတဲ့အခါမှာ adjective တွေကိုသုံးပြီးတော့ဖော်ပြပါမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ talking about a cultural heritage site ဒီပစ္စည်းလေးတွေအကြောင်းကိုပြောရင်းနဲ့သူကယဉ်ကျေးမှုသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်လေးတွေအကြောင်းကိုပြောသွားမှာပဲဖြစ်ပါတယ် unit 1ထုံးစံတိုင်း lesson 1လေးကတော့ vocabulary ပိုင်းဖြစ်ပါတယ် number 1ကိုကြည့်အောင် study the following အဲ့တော့ ancient adjective တွေဒီမှာပေးထားပါတယ်ပေါ့နော်အဲ့ဒါကျတော့အတူတူကြည့်အောင် ancient အရှင်ကပါလဲဆိုတော့เนาะ belonging to a time long ago in history တဲ့ဟိုးတမိုင်းအစတွေကเนาะဟိုးတမိုင်းအစ time long ago ဆိုတော့လွန်ခဲ့တဲ့အချိန်ောက်ထဲကရှိနေခဲ့တာပါ especially thousands of years ago နှစ်ထောင်ပေါင်းများစွာလောက်ကတော့အရှင်ကရှိကြတော့ပါเนาะသူရဲ့မြန်မာလူအိဗေကတော့ နောက်တစ်ခုက bronze bronze ကတော့ a heart metal မာကျော်တဲ့သတ္တုပစ္စည်းတစ်ခုပါ that is a metal or copper and tin copper နဲ့ tin နဲ့ရောစပ်ပြီးတော့ပြုလုပ်ထားသော heart metal မာကျော်တဲ့သတ္တုပစ္စည်းတစ်ခုပါဂျီနီကိုပြောတာပါနော် drummer drummer ကတော့ someone who plays the drum drum တီးတဲ့သူကိုပြောတာပါเนาะ drummer ဘုံတီးတဲ့သူပါ cute cute ကတော့ very pretty or attractive အရန်ကိုလှပတာဒါမှမဟုတ်အရန်ကိုဆဲဆောင်မှုရှိတာချစ်စရာကောင်းတာပေါ့เนาะ နောက်တစ်ခုကတော့ clone clone ကကြတော့ an entertainer ဖြောပြပေးတဲ့သူပါ who wears blue ဝါးတွေဝတ်ထားလဲဆို funny clothes နော်ရေစရာကောင်းတဲ့ဝတ်စားတွေကိုဝတ်ထားတယ်ပြီးတော့ a large red nose သူကနှာခေါင်းမြောင်ကြီးကြီးကြီးကိုလည်းသူကတက်ထားတယ်ပြီးတော့ taxily things silly things ဆိုတော့ရေရတဲ့ဝါးတွေပေါ့နော်မယူရတဲ့ ွာတွေကိုသူကလုံလေလုံထားရှိတယ်ပေါ့လူပြက်တွေလူပြက်ကိုပြောချင်တာကွယ်နော်လူပြက်တွေပါ make people laugh သူတို့အဲ့လိုလုံချင်းအပြင် silly things တွေကိုလုံချင်းအပြင်လူတွေကသူတို့ကိုကြည့်ပြီးတော့ရင်မောပျော်ရွှင်သွားအောင်လုပ်ပေးတဲ့သူတွေကိုပြောတာပါဒါကြောင့် clone ဆိုတာကတော့လူပြက်လူရွှင်တော်ပေါ့နော် standing standing ကတော့ extremely attractive or beautiful extremely attractive ဆိုတော့အယံကိုဆဲဆောင်မှုရှိတာ or ဒါမှမဟုတ်ရင်အယံကိုလှပတာကို standing လို့ပြောလို့ရပါသေးတယ်เนาะနောက်တစ်လုံးကတော့ symbolic symbolic ကတော့ a musician ဂီတပညာရှင်ပါ who play the samba samba တီးတဲ့သူကိုဂီတပညာရှင်ပေါ့เนาะ samba တီးတဲ့သူကို symbolic လို့ခေါ်ပါတယ် symbol ဆိုတော့ကျလင်ကွင်းပေါ့เนาะလကွင်းတီးတဲ့သူကို symbolic လို့ခေါ်ပါတယ် နောက်တစ်ခုကတော့ mold mold ကတော့ to shape a soft substance to shape ဆိုတာပုံဖော်မှုပေါ့နော် a soft substance ကနည်းနည်းနဲ့အရာဝတ္ထုပစ္စည်းတွေနဲ့ပုံဖော်တာပါ into a particular form or object လို့လိုချင်တဲ့ပုံစံလေးတစ်ခုရအောင် by present it သူ့ကိုဖိသိမ်းခြင်းအပြင် order မှမဟုတ်လို့ရှိရင် by put it into a mold အဲ့ဒီ mold ရဲ့ကိုကျတော့တခုခုလိုချင်တဲ့ပစ္စည်းတစ်ခုကိုပုံဖော်တဲ့ပစ္စည်းပေါ့နောက်အခုဆိုကလေးလေးတွေစော့ရဲကစားစရာလေးပေါ့လေအသေးပုံလေးပေါ့တယ်အဲ့လိုမျိုးလေးအဲ့ထဲထဲကိုလိုချင်တဲ့အသေးကိုထည့်ပြီးတော့အသေးပုံလေးလုံးမှလာဒါလေးကို mold လို့ခေါ်ပါတယ်နော် နောက်တစ်ခုကတော့ extraordinary extraordinary ကတော့ very unusual ပုံမှန်မဟုတ်တာတော်တော်လေးကိုပုံမှန်မဟုတ်တဲ့အခြေအနေပါဒါမှမဟုတ် surprising and awe ကိုကောင်းတဲ့အနေအထားမျိုးရှိရင် extraordinary မူလပုံစံထက်လွန်ကဲနေတာပေါ့နော်အဲ့ဒါမျိုးကို extraordinary လို့ခေါ်ပါတယ် healing power healing power ကတော့ဒီမှာသူကအနာကျက်စေးအမှုန့်လို့လည်းပြောလို့ရပါတယ်ပေါ့နော် the power of becoming healthy and strong again healthy ဆိုတာကျန်းမာလာစေရပြီးတော့ strong again ပို့ပြီးတော့တန်မာလာစေတဲ့စွမ်းအားရှိရဲ့ဆေးပေါ့เนาะတနည်းပြောလို့ရှိရင်တော့ healing power ဆိုတာနေပြန်ကောင်းလာအောင်လို့ကုသမှုကောင်းတာမျိုးကိုပြောချင်တာပါเนาะ ဟုတ်ပါပြီ။အဲဆိုဒီကျွန်တော်တို့ဒီမှာ adjective တွေအကြောင်းကိုလေ့လာတဲ့အခါမှာ order of adjective adjective တွေကစကားလုံးတွေအများကြီးရှိတယ်အဓိပ္ပာယ်တွေအများကြီးရှိတယ်။အဲ့ဒီမှာမှာကျွန်တော်တို့ဒီအဲ့ဒီစကားလုံးတွေအဓိပ္ပာယ်တွေကို adjective တွေကိုနှလုံးသုံးလုံးဆင့်ပြီးတော့ကျွန်တော်ကရေးလို့ရပါတယ်။သူ့ရဲ့ order အဆင့်လေးတွေတိုင်းရေးပြရတယ်။အဲ့တော့ adjective ရဲ့ order လေးတွေကိုဒီမှာကျွန်တော်တို့သင်ရမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ quantity quantity ဆိုတာကတော့ adjective ရဲ့ပမာဏပေါ့တစ်ခုတစ်ကောင်တစ်ယောက်လားနှစ်ခုသုံးခုလားလေးခုငါးခုလားဒါဆိုရင်တော့ဒီ အရေးအတွက်ကိုဖော်ပြတာကိုဒီချက်တို့က quantity of adjective လို့ပြောပါမယ်ပြီးရင်တော့ opinion opinion ဆိုတာထင်မြင်ယူဆချက်လှတာလားမလှတာလားဆွဲဆောင်မှုရှိတာလားဒါမျိုးကိုတော့ opinion လို့ခေါ်ပါတယ်ပြီးရင်တော့ adjective တွေမှာ size တွေလည်းရှိပါတယ် small tiny big huge အမျိုးတွေပေါ့နော်ဒါတွေကတော့ adjective စကားလုံးတွေထဲကမှ size ကိုဖော်ပြတဲ့စကားလုံးတွေပါပြီးရင်တော့ age age ဆိုတာကတော့အသက်အရွယ်အဟောင်းလားအသစ်လားနယူးလားဒါမျိုးလေးပေါ့နော် shape ပေါ့နော် shape ကတော့ပုံစံလေးကိုပြောတာပါ oval shape လား square လားဒါမျိုးလေးတွေထည့်ပြီးတော့ adjective မှာစကားလုံးလေးတွေရှိပါတယ်ပြီးရင်တော့ color color of adjective brown လား white လား red လား yellow လားပြီးရင်တော့ origin origin ဆိုတာသူ့ရဲ့ဘေးကမူလစဉ်သက်လာတယ်ဆိုတာမျိုးပေါ့နော်ပြီးရင်တော့ material ဘယ်လိုပစ္စည်းလဲ bronze လား carton လား metal လားအဲပြီးရင်တော့ nouns ကတော့ဒီချေတို့ဖော်ကိုဖော်ပြခြင်းတဲ့အရာလေးပေါ့ဥပမာ coin ကိုဖော်ပြခြင်းတာလား blanket လား pots လားအဲ့တော့ဒီမှာတော့ပထမဆုံးတစ်ခုတစ်ချက်လို့ကိုသူက small antic brown pew bronze quine အဲ့တော့ a small ဆိုတာသေးငယ်တော့ antic she how brown အမျိုးရောင်ပြူကနေစဉ်သက်လာတဲ့ပြူပြူမျိုးပါပေါ့နော်ပြူမျိုးကနေ24တွေ့ရှိရရှိထားတဲ့ bronze quine ကျင်းဒီဂျင်းကားပြားလေးပါအဲ့တော့ဒီမှာဆိုရင်သူကပြောချင်တဲ့အတိပ္ပယ်ကတော့ order ဆိုတာ quantity အရင်သွားရမယ်ပြီးရင် opinion ရှင် opinion ကိုဖော်ပြရမယ်ပြီးမှသူရဲ့ size size ပြီးမှ age shape color origin material အဲ့ဒီလိုအစင်လိုက်သွားပြရမယ်အဲ small antique brown pure bronze quoin အဲ့တော့အမတို့တွေက antique small pure brown bronze quoin အဲ့လိုမျိုးတွေသွားလို့မရဘူးသူရဲ့ order အတိုင်းပဲသွားရမယ် size လာရမယ်ပြီးရင် age လာရမယ် color origin material ဒီလိုမျိုးလေး order အတိုင်းသွားရမယ်လို့ပြောချင်တာပါเนาะဒုတိယတစ်ခု example ပေးထားတာကတော့ a beautiful white cotton blanket opinion အရင်ဖော်ပြတယ်ပြီးတော့ color ပြီးတော့ material ပြီးတော့မှနောက်ကသူဖော်ပြခြင်းတော့ nouns လေးကိုကတ်ထားတယ်နောက်ဆုံး tool နှစ်ခုရဲ့ size နေရာမှာ tiny color မှာမပါဘူး origin မပါဘူး material မှာ metal pots two tiny matter pots two ဆိုတော့နှစ်ခု tiny သေးငယ်တဲ့ matter pot တတူအိုနှလုံးအဲဒီမှာဆိုရင်လဲ size လာ quantity လာရမယ်ပြီးရင် size ပြီးရခါမှာ material ပြီးတော့မှာ noun ကိုဖော်ပြခြင်းနဲ့ noun လေးကိုနောက်ဆုံးအနေတွဲပေးရတယ်အဲ့တော့ adjective တကလုံးတွေအများကြီးရှိပါတယ်အများကြီးရှိသလိုမျိုး adjective တွေကိုဒီကျတို့ကနှစ်မျိုးသုံးမျိုးစင်ပြီးရေးလို့ရပါတယ်ဒါပေမဲ့ order အတိုင်းရေးဖို့လိုပါတယ် quantity quantity ပြီးရင် opinion size age shape color origin material ဆိုပြီးတော့ဒီ order လေးကိုတော့မှတ်ထားဖို့လိုပါတယ်နော်ကျွန်တော်မြတ်ကြီးကိုဆက်သွားရအောင် put the following in the correct order to make a meaningful phrase လာပါပြီအောက်မှာတချို့ order စီခိုင်းပြီပေါ့နော်အောက်မှာသူ adjective စကားလုံးနေပေးထားတယ်အဲ့ဒါလေးကိုတချို့တို့က meaningful phrase ဖြစ်အောင် adjective တွေရဲ့ order အတိုင်းစီပေးရပါမယ် the first one is stand for you လဲအဲ့ဒါကြည့်အောင်နော် number 1 house white modern air large ဒါလေးကိုဒီကျွန်တော်တို့ meaningful phrase ပြန်ဘယ်လိုလေးစီပေးထားလဲ a large modern white house size ပါမယ်သူရဲ့ဒီမှာ modern ပြီးတော့မှသူရဲ့ color နောက်ဆုံးမှာမှာ nouns လေးပေါ့နော် number 2 blue big round eyes ဒါလေးကိုတော့ဒီချက်က big round blue eyes big ကြီးမား blue ပြီးတော့ round လုံးဝနဲ့ blue eyes မျက်လုံးပြပြလေးမြား number 3 ugly curtains old cotton gray there အဲဒါကြတော့ဒီကျွန်တော်ဒီလိုစီပေးထားပါတယ် the ugly old gray carton curtain ဆိုပြီးတော့စီပေးထားပါတယ်เนาะ number 4 air box matter rectangular tiny ဒါလေးဆိုရင်လဲ size နဲ့စလိုက်မယ် air tiny rectangular matter box number 5 brown cute little puppy air size နဲ့ပဲစရအောင် a cute little brown puppy လိုလေးချက်စီပေးထားပါတယ်နော် order လေးတွေအဲ့တော့ဒီကျတို့တွေ listening and speaking ဘိုင်းကိုရောက်ပါပြီဒါကြောင့်မို့လို့ listening လေးကိုတစ်ခါတော့တတိကြကြလေးနားထောင်ပြပါနော်ပြီးတော့မှ answer လေးတွေဖြည့်ရအောင်11 Listening and Speaking Track 17. Exercise 3A. Listen to two students talking about antique things. Match the students A and B with the photos 1 and 2. Student A. I would like to talk about five small ancient Fu bronze figures displayed at the Sri Kesetra Museum. The museum is located in the Sri Kesetra World Heritage Site, Pay Township. Let me introduce the figures from left to right. As described in the photo, the first small figure is a fascinating bronze flautist statue. The second one is a well-crafted bronze drummer statue. The third one is a cute funny small bronze statue. It's a clown carrying a bag on its back. The fourth one is an attractive shiny bronze dancer statue. It's much bigger in size compared to the other four figures. The last one is a stunning slim bronze symbolist statue. All these statues were discovered inside a small ancient Fu bronze bell which is beautifully molded. The bell was found at a site near the Fayama Pagoda in 1967. Let me end my talk here. Thank you for your attention. Student B Today I'm going to talk about some bronze statues, displayed at the Mahamat Mini Temple. Let me show you the photo. Here you can see four statues. On the left is a statue of an extraordinary three-headed elephant. And on the right is a statue of a lion. There are also two broken pieces of a lion statue, which you can't see in the photo. In the middle, you can see the two statues of warriors. They are human statues unlike the other two. All of them are displayed at the northern part of the compound. It is believed that the statues have healing powers. Whether you believe it or not, go and try to rub the part of a statue to relieve your suffering or pain. This is the end of my presentation. Thank you for your attention. အကြောင်း 3A ကိုကြည့်အောင် Listen to two students talking about antics. Match the students A and B with the photo 1 and 2. Student A student B ကိုကျွန်တော်ကအောက်မှာပေးထားတဲ့ photo 1 2နဲ့တွဲပေးရမှာဖြစ်ပါတယ်။တအားလို့သူမျိုးက listen လေးနားထောင်ပြီးပြီဆိုရင်တော့ answer ကိုသိပြီးသားဖြစ်မှာပါเนาะ။အဲ့တော့ဒီချက်လေးဒီမှာတစ်ခေါက်ဖြေပြပါမယ်။ student A အတွက်ကတော့1လား2လားဆိုရင် answer လေးကတော့1ဖြစ်ပါတယ်။အဲ student B ကတော့ဘာအကြောင်းပြောရလဲဆို number 2ပုံလေးတွေအကြောင်းကိုပြောထားတာပဲဖြစ်ပါတယ်နော်။ number 3b rewrite the sentence putting the adjectives in bracket in the correct order okay အဲ့ကျုပ်ဒီမှာလဲ adjective တွေရဲ့ order လေးတွေပြန်စီပေးရမှာဖြစ်ပါတယ် number 1 i would like to talk about figure display at the sri khasra museum sri khasra ဆိုတော့ကျွန်တော် theory ခစ်တရားမျိုးပြောတာပါဗောနော်ဒီမှာတော့ english လို့ဆိုရင်ကျွန်တော်က sri khasra လို့ဖတ်ပါတယ်အဲ့တော့ဒီမှာသူက would like to talk about bronze pew small 5 Asian အဲ့တော့ဒီမှာတကယ်လို့ဘယ်လိုလေးစီပေးရမလဲဆိုရင်သူက bronze ပါတယ်ပြူပါတယ် small 5 Asian ဆိုတော့ကျွန်တော်တို့သူ့ရဲ့ quantity ကနေစစပြီးတော့စီပေးလိုက်ပါမယ်5 small Asian blue bronze လို့ဖြည့်ပေးထားဒါကတော့ listening ထဲမှာလည်းပါပါတယ်เนาะ number 2 the third one is fanny cute a bronze small statue ဒါလေးကိုလည်းတကယ်လို့ဒီလိုလေးပြန်စီရအောင် a cute fanny small bronze Number three, the fourth one is bronze, attractive, and dancer, shiny statue. Kaliguro, and attractive, shiny bronze dancer. So, PP Tabare. Number four, the last one is slim bronze, assembled standing statue. Hali ready to read quantity gani besaya as standing slim bronze assemblies. On the left is three headed and elephant bronze extraordinary statue လားလေးကိုတော့ an extraordinary three headed bronze elephant လို့ order လေးစီထားပါတယ်နော် number 3c listen again and check your answer တော့တို့မျိုးနောက်တစ်ချိန် listening ပြန်လုပ်ပါပြီးအပေါ်မှာတချက်တို့စီထားခဲ့တဲ့ order လေးတွေကိုမှန်မှန်မှန်ပြန်ပြီးတော့ check လုပ်ကြည့်ပါနော် number 4 listen to student a and fill the blanks with the words given ပြီလို့တဲ့အဲ့တော့ student A ရဲ့ပြောခဲ့တဲ့ listening လေးကိုကျွန်တော်ပြန်နားထောင်ရမယ်ပြီးတော့မှအောက်က fill in the blank လေးကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါတို့တမျိုး listening နားထောင်ခဲ့ပြီဆိုရင်တော့ဒီတစ်ချက်စာလေးအာရုံဆိုင်နားထောင်လိုက်ရင်ကောင်းကောင်းဖြေနိုင်မှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီချက်ကတော့ဒီမှာအဖြေလေးတွေထည့်ပြီးတော့ဖတ်ပြသွားပါမယ်เนาะအဒီမှာသူက box တွေမှာပေးထားတာကတော့ attractive view slim drama bronze, fanny, cute, Asian. I would like to talk about five small Asian. Kesra Museum. The museum is located in the Sri Kesra War Heritage Site, B Township. Let me introduce the figures from left to right. As described in the photo, the first small figure is a fascinating bronze fluid statue. The second one is a well-craft bronze drama statue. The third one is a cute, fanny small bronze statue. It's a clone carrying a bag on its back. The fourth one is an attractive, shiny bronze dancer statue. It's much bigger in size compared to the other four figures. The last one is a standing Sling bronze Sambalese statue. All these statues were discovered inside a small ancient pure bronze bowl which is beautifully molded. The bowl was found at a site near the Hayama Pagoda in 1967. Let me end my talk here. Thank you for your attention. အဲ့တော့ဒါတို့တမီးတို့အဖြေလေးတွေနဲ့ပြန်ပြီးတော့ဖြည့်ကြည့်ပါအောင်နော်လိုက်ပြီးတော့ Number 5 in Perth နောက်ရောက်တွဲလေး describe the Sri Khasra War Khasra Heritage Site using the information given below အဲ့တော့နောက်ရောက်တွဲစီတွဲပြီးတော့ဒါတို့သူမျိုးက describe ဖော်ပြရမယ် Sri Khasra War Khasra Heritage Site အကြောင်းပေါ့เนาะကျွန်တော်ရဲ့ ပြူစီရိခစ်တရားပေါ့ပြူမျိုးပြူမျိုးဟောင်းမှာရှိတဲ့ဒေရီခစ်တရားရဲ့ War Heritage Site ဆိုတော့ကျွန်တော်တို့ပြူမျိုးဟောင်းမှာရှိရပေါ့နော်ဒီရင်ကျင်းမှုအမွေနေဆိုင်ဟာဒီအကြောင်းလေးကို describe နှစ်ယောက်လတွဲလေးဖော်ပြရမှာဖြစ်ပါတယ် using the information given ပြီးလို့အောက်မှာသူပေးထားတဲ့အချက်ကလေးတွေတော့ပါအောင်ဆွေးနွေးရမှာပါနော်သူပေးထားတဲ့ချက်လေးကတော့ Sri Khasra War Cultural Heritage Site ရဲ့အကြောင်းကိုနည်းနည်းဖော်ပြထားပါဗျ။ One of the first ever acknowledged Asian cities as the World Heritage Site in Myanmar မြန်မာပြည်ရဲ့ကမ္ဘာသမိုင်းဝင်အမွေနှင်းဆိုင်ရာ first ever acknowledge ဆိုပထမအဦးဆုံးသိရှိခဲ့ရတဲ့မြို့တူဖို့တွေ့ရှိခဲ့တဲ့မြို့ပဲဖြစ်ပါတယ်တဲ့ located in ပြည်ပဲခူး region ပဲခူးတဲတိုင်းရဲ့ပြည်မြို့မှာသိရှိပါတယ် established in BC 443 BC 443မှာတည်ထောင်ခဲ့တဲ့မြို့ဖြစ်ပါတယ် the asian cylindrical pagoda and temple ရှီဟာ cylindrical pagoda ဆိုတော့လုံးရှည်ပုံစံ pagoda ဖျားတွေနဲ့ temple ဖျားကြောင်းတွေရှိပါတယ်တဲ့ that artifacts of you cultural heritage at the sri khasra museum အဲ sri khasra museum မှာဆိုရင်အဲ့ဒီပြူမျိုးရဲ့ရင်ကျင်းမှုလက်ရာတွေကိုလေ့လာလို့ရပါတယ် five small asian pew bronze figure အဲ့ဒါအပြင်စောစောကသူတို့ပြောခဲ့တဲ့ပြူကျေးနီရုပ်အယုတ်လေး၅ရုပ်အချောင်းကိုလည်းထည့်ပြီးတော့ဆွေးနွေးပြရမှာပဲဖြစ်ပါတယ်နော် This is the end of my lesson. Thank you for watching. See you on next lesson.